ဒီကနေ့ကွယ်လွန်သူများဖြစ်ကြသောစွန့်တကာကြီးဥတာပိုင်စွန်မာကြီးဒေါ်ထွေးခင်သာဖြစ်တဲ့စွန့်တကာကိုမင်းမောင်စွန့်တကာကိုဇော်ဝင်းတို့အားရည်စူး၍ကျန်ရည်တဲ့မိသားစုအပေါင်းသူတော်ကောင်းတို့ကပရိယတိသာသနာတက္ကသိုလ်တန်ဃာတော်အရှင်မြတ်တို့အားရသက်ပါစွန့်ကအနေဖြင့်၁၉ချိန်မြောက်အာယုံစွန့်စက်ကလူတန်းသည်ဘောဇနာဒါနာ စွမ်းအလှူကောင်းမှုကုသိုလ်ကို ပြုလုပ်အထောက်ချင်းဖြစ်တယ်ပေါ့ကဲဒကမကြီးကဒီနေ့ဥပုံနေ့ဥပုတိလာစောင့်တည်ထားတာဖြစ်တဲ့အတွက်ဥပုတိလာအကြောင်းလေးဘဝတုတာဖြစ်ပေါ်ပြောပေးမယ်တရားစကားနော်ဟွန်းအခုဒကမကြီးစောင့်တည်လိုက်တဲ့တိလာကိုအထင်ကဥပောတထတိလာအင်္ဂါ၈ပါးရှိတဲ့ဥပုတိလာလို့အဲ့လိုခေါ်တယ်နော် စာပေမှာနည်းနည်းလေးအငင်းပွားတာလေးရှိကိုပါသည်လားရှင်းပါတယ်နော်ဘုရားဘာသာအများစုတချို့ကတချို့ဆိုတာဟိုဘယ်လိုလူတွေတုံးဆိုလို့ရှင်ခိုင်းသမားတွေပါပဲဘိုးတော်တွေသူတို့ကိုပါသည်လားသောတိနော်သူတို့ရဲ့သဘောကတော့ရှင်းပါတယ်ကိုပါကသာတယ်လို့တဘာများရင်တဘာသာမယ်ထင်တာဟောနော် ်တမသူများရှစ်ပါးတုံးကတော့ကိုးပါးကွာဆိုအဲ့ဒီလိုသဘောနဲ့ပြောတာထင်ပါတယ်သူတို့သူတို့အယူအဆပေါ့နော်အဲ့ဒါဓမ္မကြီးတို့ကတော့စာပင်နဲ့နည်းနည်းဟိုမဖတ်တဲ့ခါကျတော့မသိဘူးပေါ့နော်အဲ့ဒါဘုန်းကြီးလောကမှာအရင်တုန်းကတည်းကအငင်းရှိတယ်အဲ့ဒီကိုးပါးသီလဆိုတာပေါ့နော်ကိုးပါးသီလဘုန်းကိုးပါးသီလဆိုတာရှိလားမရှိလားအဲ့လိုကိုညင်တာဟိုပါဠိတော်ထေကရာလိုက်ကြည့်လို့ရှင်ရှစ်ပါးပဲတွေ့ရတာဟုတ် နော်ဘုရားဟောပါလိတော်ဒီလက်ကျင်ရှင်းပါသီလာပဲတွေ့ရကိုပါသီလာကနောက်လူတွေထွန်တာဘာညာနဲ့အဲ့ဒီလိုပြောကြတာပေါ့နော်ပြောကြတော့ကိုပါသီလာကိုတချို့ဆရာတော်ကြီးရလည်းပဲဟိုကိုပါသီလာစောက်တည်တဲ့အတွက်အပြည့်မရှိပါဘူးဟုတ်လားသူကတော့ငရဲတော့မကြလိုက်ဘူးလို့ပါသီလာစောက်ရတော့ငရဲတော့မကြနိုင်မရှိနဲ့အဲ့တော့စာရဲမပါလည်းပဲစောက်တည်ရင်ကုသိုလ်ရပါတယ်လို့အဲ့ဒီလိုဟိုဖြန့်ဖြေးတဲ့သဘောနဲ့ဖြည့်ရှင်းတာလည်းရှိတယ်နော် အဲ့ဒီမှာပြဿနာညင်းပုံလေးကိုပြောပါမယ်အခုတက္ကမကြီးစောက်တည်တဲ့ချက်ပါသီလာကိုကိုးပါသီလာဖြစ်စင်လို့ရှင်နောက်တစ်ပုံထပ်ထည့်ရမယ်နော်အဖုန်ကြီးထည့်ပြရမယ်အဲ့ဒါလေးကိုနော်နော်သူထည့်လိုက်တဲ့သိခါဘောကဘာတော့ဆိုတော့နော်တတဝါတွေအားလုံးရဲ့အပေါ်မှာတဲ့မေတ္တာစိတ်နဲ့ဖြန့်ပြီးတော့နေပါမယ်တို့မဟုတ်နေခြင်းဆိုတဲ့သိခါဘောကိုစောက်တည်ပါတယ်နော် မေတ္တာသာဂိတိနစေတ္တသာတပ္ပပါဏဘူတေတုပရိတဝဝိဟရဏသမာဓိယာမိပေါ့ပါဠိလိုရတော့နော်မေတ္တာစိတ်နဲ့တတ္တဝါတွေအလုံးရဲ့အပေါ်မှာဖြန့်ပြီးတော့အခုဒီကနေ့တနေ့တာပေါ့နော်ဟုတ်လားဝိဟရဏနေခြင်းကိုသမာဓိယာမိစောင့်ကြည့်ပါဤသူကပါဠိလိုဓာတ်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့မေတ္တာစိတ်နဲ့ဖြန့်ပြီးတော့နေခြင်းကိုစောင့်ကြည့်ပါတယ်ပေါ့သူကတိလသဘောမျိုးသူကလှုပ်လိုက်တာနော်စောင့်ကြည့်တယ်ဆိုတော့လေ တမာရိယာမိစောက်တိပါကြီးဆိုတော့သီလလုံးလိုက်တာအဲ့တော့ဒီကငင်းတဲ့ပုဂ္ဂိုလ်ကဘယ်လိုငင်းလို့ဆိုတော့တတဝါတွေအလုံးအပေါ်မှာမေတ္တာစိတ်နဲ့ဖြန့်ပြီးတော့နေတာကအဲ့ဒါသီလလားလို့မိတယ်အဲ့ဒါသီလကုသလားလေမေတ္တာဘာဝနာလေသူကဘာဝနာကုသဖြစ်သွားပြီဟိုအမျိုးစားတတ်တဲ့ခါကျတော့ကျတော့ဒါနသီလဘာဝနာသုံးမျိုးတတ်တာမို့လားခုခင်ဗျားတို့ဆုံးလို့တာဒါနလေအခုစောက်တိတာကသီလလေမေတ္တာပို့တာကဘာဝနာလေတရားအထုတ်တာကဘာဝနာလေး တရားပွားများတာဘာဝနာလေးတရားနာကြတာဘာဝနာလေးတရားဟောတာဘာဝနာလေးအမျိုးမတူ အမျိုးမတူတော့အခုဒကမာကြီးလှုပ်ချင်တာကသီလကုသိုလ်လှုပ်ချင်တာမို့လားသီလကုသိုလ်လှုပ်ချင်တာဆိုရင်သီလတဲ့ကိုဘာဝနာထည့်ပြီးတော့ကိုယ်ပါလှုပ်တာကြီးကစီလျောပါမလားလို့အဲ့လိုလိုမေးခွန်းတက်တယ်နော်ဟုတ်တယ်မလားသီလတဲ့ကိုဘာဝနာကြီးထည့်ပြီးတော့ကိုယ်ပါလှုပ်တာက ကိုပါစီပြီးတော့သူကစောက်တီရပဲဆိုစောက်တီတာမဟုတ်ဘူးကွာကမေတ္တာကဘာဝနာဆိုတာပွားများတာလေတခုနဲ့တခုမတူဥမပါဏတိပါဒဆိုတာငါသူများသက်မသက်ဘူးလို့သတ်မှတ်တာလေဟုတ်တယ်မလားသူကအဲ့ဒါတိလလေဒီကနေ့တန်ဒီလုံးငါသူများသက်မသက်ဘူးသူများဥစ္စာမခိုးဘူးလိမ့်ပြီးတော့မပြောဘူးဟုတ်တယ်မလားဟိုကဘာဝနာကပွားတာလေပွားတာလေနော်တတ္တဝါတွေပေါ့မေတ္တာပွားတာလေသူကလုံငန်းချင်းလည်းမတူဘူး လုံလန်းသဘောလည်းမတူမတူတဲ့အတွက်ဒီသီလာတဲ့ကိုဒီဘာဝနာကြီးထည့်ပြီးတော့ဟိုဆောက်တည်တယ်ဆိုတာကြီးကိုမကြိုက်တာနော်အဲ့တော့ဒါဖြင့်ဖရာဟောကိုဘသီလာ မရှိဘူးလားလို့ဆိုတော့ရှိတယ်မြတ်စွာဘုရားဟောတာတဲ့နဝင်ကုပတ္တထနော်ကိုဘသီလာဆိုတာရှိတယ်အမှန်ကတော့အဲ့ဒီကယူလိုက်တာကိုဘသီလာကအဲ့ဒီကိုဘကဘယ်လိုလုပ်တာတော့ဆိုတော့သီလာက၈ပါးဖရာဟောတာက ဟိုမလင့်တစ်ပတ်လေးလုတ်ပုံပြောတာပါသီလက7ပါဓမ္မယခုသီလ7ပါစောက်တည်တယ်မဟုတ်လားအဲ့ဒါ7ပါသီလ7ပါသီလစောက်တည်ပြီလို့ရှိရင်ဓမ္မကြီးအဲ့ဒီစောက်တည်တဲ့7ပါကိုမကျူးမပေါက်အောင်ငါဘယ်လိုနေရမလဲလို့စဉ်းစားလိုက်ဟာငါသီလ7ခုကြီးစောက်တည်လာတာဒီကနေ့ဒီ7မျိုးသလုံးငါလုံအောင်ထည့်ရမှာလေဟုတ်တယ်မဟုတ်လားဒီ7မျိုးလုံအောင်ငါဘယ်လိုထည့်ရမလဲဆိုရင် အဲ့ခေါနာကလို့တတဝါရမေတ္တာပို့ပို့ပြီးတော့နေလိုက်လို့ချင်းအဲ့ဒီရှင်းပါးကအလိုလိုထိန်းသီးသားဖြစ်သွားဟုတ်တယ်မဟုတ်လားဟမ်မေတ္တာပို့နေလို့ချင်းကသူများလည်းတတ်ချင်းသိမရှိတော့ဘူးလေသူများဥစ္စာလည်းခိုးချင်းသိမရှိတော့ဘူးသူများသားမြဲလည်းဖြည့်သိချင်းလည်းမရှိတော့ဘူးဟုတ်တယ်မဟုတ်လားနော်ပန်းပန်းချင်းနဲ့တိဘာလည်းအကုန်ပြောက်လေကံပြောက်သွားလားအဲ့ဒါသီလကိုဘာဝနာပွားရင်းနဲ့သီလကအလိုလိုလုံးသွားတာအဲ့တော့မြတ်စွာဘုရားကရှင်းပါးသီလစောက်တည်ပါတဲ့ရှင်းပါးသီလစောက်တည်ပြီးလို့ရှိရင် ဘာဝနာပွားမေတ္တာဘာဝနာနဲ့အဲ့ဒီကိုဒိဋ္ဌာန်တယ်ဗောဓမ္မရဲ့တရက်ဆိုတရက်ပေါ့နော်အဒိဋ္ဌာန်တတရက်ပါလို့မေတ္တာဘာဝနာပွားပြီးတော့နေလိုက်ပါတဲ့ဘုရားအလိုပြောတာအဲ့ဒီလိုမေတ္တာဘာဝနာပွားနေလို့ရှိရင်တဲ့စောက်တည်တဲ့သီလက၈ခုရယ်ပွားများတဲ့ဘာဝနာကတစ်ခုရယ်ပေါင်းလိုက်လို့ရှိရင်၉ခုတဲ့အဲ့ဒါဆိုရင်၉ပါးသီလဖြစ်တယ်တဲ့အဲ့ဒါဘုရားဟောဘုရားဟောနော်အဲ့ဒီလိုဆိုခုနကကြီးကထဲ့ဆိုစရာမလိုဘူး နော်မေတ္တာသာကိရဏစေတသာသာပပန္နဘုဒ္ဓေတုဖရိတဝဟူရရဏသမာရိယာမိဆိုရတဲ့ကဘုရားပါဇက်ကဆိုးနေတယ်ရမလို့ပွားနေရမှာသူကနော်အဲ့တော့ခုနကနှစ်ခုကိုကိုးပါးသီလရှိလားမရှိဘူးလားညင်းတာကိုးပါးသီလစောက်တည်ကောင်းလားမစောက်တည်ကောင်းလားညင်းကြတာရှိတော့ရှိပါတယ်ဟိုဆုံးဖြတ်တဲ့ကျမ်းတွေလည်းရှိပါတယ်စာအုပ်တွေလည်းနော်အဲ့တော့ဖရာဟောတဲ့ကိုးပါးသီလဆိုတာကသီလကချက်ပါပဲမေတ္တာဘာဝနာနောက်ကထပ်ထည့်လိုက်တယ်မေတ္တာပို့နေရမှာ ်နော်အဲ့လိုမေတ္တာပို့နေလိုက်လို့ရှိရင်အဲကိုဘာဖြစ်တယ်အဲ့ဒါကြီးကိုအဲ့တော့ဘာကွာသွားတာတော့ဆိုရင်ဟောကတပ္ပပါဏဘူတေတုအလုံးစုံသောတတ္တဝါတို့၌မေတ္တာကတိနာမေတ္တာနဲ့တကွာဖြစ်သောစေတသာစိတ်ဖြင့်ခရိတဝါဖြန့်၍ဝိဟရဏနေခြင်းကိုတမာတိယာမိစောင့်တည်ပါ၏ဆိုရင်တဏီကုံကြီးနေမရတဏီကုံမနေနိုင်သူကျိုးတော့ကျိုးပါလေခေါ်လို့မလား ဘလူနေနိုင်ပါလို့တနေ့ကုန်ကြီးမေတ္တာပို့ပြီးတော့ဟိုမှာထမင်းစားမတော့ဟိုတော့ဟိုဒီသွားအောင်ပါနဲ့ဟုတ်တယ်မလားအဲ့ဒါလားအဲ့ကသကားပြောအောင်ပါနဲ့လေအဲ့လိုပဲမစောက်တည်ပဲနဲ့တမာရိယာမိစောက်တည်ပါဤဆိုတဲ့စကားလုံးကရိယာပုတ်အရာအဲ့လိုဖြစ်သွားတာစောက်တည်တာမဟုတ်ဘူးမေတ္တာပို့နေလိုက်ရင်ပြီးတယ်ဟုတ်တယ်မလားအားတဲ့ချင်းကိုလို့ဒီလို့ဒီမေလို့ဆရာရှိတယ်လို့ပေါ့လို့ဆရာပြီးရင်မေတ္တာလေးပို့နေလိုက်ရင်တိလလုံရင်သွားတာအဲ့ဒါဆိုကိုပါပဲအဲ့အဲ့ဒီလိုမှ ဟိုဖျားဟောနဲ့ညီတယ်အဲ့တော့ကမာကြီးခုဆောက်တည်တာ၈ပါးသီလဟုတ်တယ်မလား၉ပါးသီလဖြစ်ခြင်းလို့ဆိုရင်ခွန်တော်အာကြီးထဲ့မဆိုလဲပဲမေတ္တာပို့ပြီးနေမယ်ဆိုရင်၉ပါးပဲ၉ပါးဖြစ်တယ်အဲ့ဒါကိုစက်တန်းထွန်ပြီးတော့၉ပါးသီလဆောက်တည်တယ်ဆိုလို့လားဆောက်တည်တယ်ဆိုရင်အဲ့ဒီလိုဟိုအကျိုးအပြစ်ပြတယ်သူအဲ့လိုပြတာဆောက်တည်တယ်ဆိုရင်ဒီနေ့ကိုနေတိုင်းမှသူဆောက်တည်ရရောက်မှာတဲ့တနေ့ကိုကြီးမနေနိုင်ပဲနဲ့ဆောက်တည်ပါတယ်သွားလို့ရှင်လင်းရရောက်တယ်လေဟုတ်တယ်မလား မလည်းမနေနိုင်ဘူးကျိုးလည်းမတင်ဒီကုန်ကြီးတော့မေတ္တာဖို့ပဲနေနိုင်မှာလို့ဟုတ်တယ်မလားမနေနိုင်ဘူးလေကိုမနေနိုင်မှန်းနဲ့နေပါမယ်လို့သွားဆောက်တည်လို့ရှိရင်လေယာရောက်ပါမှာလေအဲအဲ့ဒီလိုညင်းတာဒါတာကိုစပေးမှညင်းရတာပါဆရာတော်ကြီးဒီဒီပြင်းလူတွေညင်းတယ်မဟုတ်ပါဘူးကျန်ကျန်တန်ကျန်ကန်တက်တဲ့ဆရာတော်ကြီးတွေသုံးချက်တာရှိတယ်တချို့ဆရာတော်တွေကလုံးဝကိုလက်မခံဘူးကိုပါသေးလားနော်ကိုကိုဘူးကိုပါသေးလားဖះဟောတဲ့ကိုပါသေးလားလုံးလည်းလေးပဲနော်ဖះဟောတိုင်လိုက်နားလိုက်ချစ်ပါသေးလားစောက်တည်လိုက်ပြီးရင်မေတ္တာပို့နေလိုက်ဟုတ်တယ်မလား မေတ္တာပို့နေရင်ရှင်းပါးကလည်းလိုလိုထင်မြင်သားဖြစ်သွားတာခမကြီးဟိုအထူးထင်းနေရမလို့တော့ဘူးเนาะအထူးထင်းနေရမလို့တော့ဘူးမေတ္တာလေးပို့နေလိုက်ဗတိလေးစိတ်နေလိုက်လို့ရှိရင်ဒါအဲ့ဒီကဘာဝနာကတခုပါလို့သီလက၈ခုပေါင်းရင်၉ခုပဲလို့အဲ့ဒါ၉ပါးသီလเนาะအဲ့ဒီ၉ပါးသီလနဲ့ပတ်သက်ပြီးတော့ရှင်းကအဲ့ဒီလိုရှိတယ်เนาะအငင်းမွားတယ်ဟိုတချို့ကဟို၉ပါးသီလပေးပါဖေဟာဆိုတော့ဘုန်းကြီးပေးခိုင်းတော့ဘုန်းကြီးလည်းချပေးတယ်ပေါ့เนาะ ချပလိတော့ကိုဘုန်းကြီးကလည်းရှင်းရချပလိတော့ကိုလည်း లై ဆိုလိုက်တာပေါ့ကိုပါဇက်ကဆိုတဲ့အိဗယ်ကိုလည်းဘာမှမသိနော်သိချမသိဘူးသိချစင်းတော့အဲ့ဒီဟာပဲအဓိကကတော့အဲ့ဒီဝိရဏသမာဓိယာမိဆိုတဲ့ပါဠိစကားလုံးလေးပဲမေတ္တာသာကရဏမေတ္တာနဲ့တကွာဖြစ်သောစေတသာစေဖြင့်ပရိတဝါဖြန့်၍ဝိရဏနေခြင်းကိုသမာဓိယာမိစောက်တည်ပါ၏ဆိုတော့တဏီကိုမေတ္တာစိတ်နဲ့တတဝါတွေပေါ်မေတ္တာစိတ်ထားပြီးတော့နေပါမယ်လို့ဝန်ခံလိုက်ရရောက်ပါဝန်ခံလိုက်ရရောက်ဆိုတော့ကိုက ဲ့ဒီဝန်ခံတဲ့တိုင်းနေနိုင်ပါလားလို့အဲ့မစင်စားစရာကြီးမနေနိုင်ဘူးသူကမနေနိုင်ဘူးမနေနိုင်ရင်ကိုဝန်ခံတာကြီးကျိုးသလိုဖြစ်သွားမှာပါဟုတ်တယ်မလားအေးအဲ့ဒါကြောင့်မလို့ဆရာတော်ကြီးတချို့ကကိုဘသေးလာဆိုတာကိုမကြိုက်ဘူးအဲ့အဲ့လိုမကြိုက်ချင်လည်းပဲကိုဘသေးလာဖြစ်ရှင်အခုပါဠိတော်ထဲမှာရှိတဲ့အတိုင်းခုဘုန်းကြီးပြောတဲ့အတိုင်းပဲရှင်းပါသေးလာစောက်တယ်လိုက်ပြီးရင်မေတ္တာပို့နေလိုက်အဲ့ကိုဘသေးလာပဲနော်အဲ့ကိုဘသေးလာအကြောင်းသိသွားပြီအဲ့တိုင်းနေလိုက်ပေါ့နော်ကဲလို့ရည်သေးကြအောင်